မီးလေးကိုအိမ်မိုးဆက်ချိုလေးကိုကြည့်ကြည့်ပြီးတော့မမေ့ပြီတနာကလေသူ့မိဘသူ့လေသူ့ဖေရဲ့မျက်တော့သူအရန်လို့အဲ့နေပုံရတယ်သိလားအကိုရဲ့အဲ့လိုလေးလုပ်ပြီးလိုက်ပါလိုက်တမီးလေးအစာပြောပေးတာတမီးလေးတနာပါပဝန်းကျင်ရလူတွေကြည့်နေမှာအသက်လက်လက်နဲ့ဟိုကြည့်ရင်းနေတော့ခလေးတွေတွေ့လေရင်းနှလုံးစိတ်ဝမ်းအေးချမ်းအောင်တမီးလေးရဲ့ပုံလေးကိုကြည့်တော့စိတ်ထဲမှာလေဟိုဝမ်းရရတယ်တမီးလေးပြောတာဆိုတာလေးပေါ့နော်အဲ့တော့ဖေအရင်တယောက်အနေနဲ့ ဒီသမီးရဲ့ပုံရိပ်ကိုကြည့်ပြီးတော့ဝမ်းနဲ့နေပဲအစားဟာနော်သမီးလေးတိတ်တိတ်ကလေးကိုပြီးဆက်သွယ်ပေးပါလားလို့တောင်းဆိုပေးတာပါနော်သမီးလေးစာသူ့ရဲ့အဖေဘယ်သူလဲတော့မသိပါဘူးသူ့ဖေကိုလည်းဟိုဘောနော်သူ့ဖေကိုလည်းသမီးလေးနဲ့ညှိပြီးတော့သမီးလေးကိုဆက်သွယ်ကြည့်ပါလားလို့နော်ဟောတိတ်တိတ်ကလေးပေါ့နော်သမီးလေးသမီးလေးကိုဖေဖေဆက်သွယ်ရတယ်သမီးလေးလည်းဟိုဖဖေကိုဖဖေရဲ့မိသားစုအခုလက်ရှိမှာဖဖေရဲ့တိချောင်းထားရဲ့အော်မိသားစုကိုလည်းဟိုဖဖေဟိုပေါ့နော် အကွဲမခံနိုင်ဘူးတမီးလူလည်းဖြွေချစ်တယ်မြစ်တိုင်လေးပေးခြင်းတယ်အဲ့တော့ဖြွေနဲ့တမီးလေးနဲ့တိတိကလေးဆက်သွယ်ရအောင်ဆိုပြီးတော့ပြောရရင်မစိုးဘူးနော်မေမြစ်တာကတော့ရာဂိုင်းနှုတ်ပြည့်အရေးကြီးတာပေါ့ညီမလေးရေမိဘမြစ်တာဆိုတာလေမလေးမသားလေးရောတမီးလေးရောမိဘမြစ်တာအပြစ်ပြရမကျွန်တော်သားလေးကိုလည်းပူနေလားမသိပါဘူးပူချစ်တာမဟုတ်ဘူးဘယ်လိုကမလဲတမီးလေးကိုကြာပါလေအမလက်ကမမကအရင်ချစ်တာ ်အမရမ်းချက်တမီးလေးကိုတမီးလေးကိုအမလေးပုတိပုတ်တနဲ့ရမ်းချက်ပြပြီဆိုလို့ရှိရင်သူကလေအမအလက်ပေါ်မှာလေချက်တက်စိတ်ကလေးသူကမရှိပဲနဲ့အမလက်ရှိမှာသွားမနေချင်ပါဆိုလို့ဟိုအမကိုလေအမေကြောက်လို့ချစ်စေချင်တာအဲ့တော့တမီးလေးကိုနည်းနည်းလေးဟိုဖာတိဖာတာလေးနည်းနည်းနေဒါပေမဲ့တမီးလေးကတိရဟိုသူ့အမေမမင်းနဲ့ကသူရမ်းချက်တယ်အခုဆိုလည်းသူမရှိဘူးမမင်းနဲ့နဲ့ပဲသွားနေရတာလေးကြဘလို့မှဟိုတွားထောက်လို့မရဘူး မမေမမမေဆိုတော့လေမမေဖြစ်နေရမှာဟုတ်တယ်မဟွာခုနှစ်လနဲ့ဆုံးသွားတာဘိုက်ထဲမှာပဲဆုံးသွားတာဟုတ်တယ်မဟွာပေါ့ညီမလေးကခလေးကဟိုလင်းငါးလောက်လို့ကျင်တာအထက်မွေးတော့အဲ့ခုနှစ်လနဲ့ဆုံးသွားတယ်နောက်ခလေးတကြသုံးလနဲ့ဆုံးသွားနောက်ဆုံးခလေးလေးအခုတော့ခလေးမယူတော့ဘူးလို့ကိုချင်းစာစိတ်ဖြစ်တာပေါ့ဟိုဖားခင်မြတ်တာကတော့တပိတိုင်းလေးလိုချင်မှာပေါ့နော် သူ့မြင်တဲ့အချိန်မှာမရန်တနာကသူပြောရဲဆိုတဲ့ပုံစံလေးနော်ဟိုခက်သားပေါ့တနာရယ်ဟောသမီးလေးကိုအာကြိုးစားပါလို့အားမငယ်ပဲကြိုးစားပါလို့ကိုမရတဲ့မြစ်တာကိုအိမ်အောင်ကြလို့ကိုတာသမီးလေးမွေးစားတဲ့တူပို့ပြီးတော့လေကိုတာသမီးလေးကိုကိုပို့ပြီးချစ်ပါဂူးဆိုင်ပါလို့နော်ဟိုကိုရဲ့ကိုမရတဲ့မြစ်တာကိုတာသမီးလေးကိုပေးပါလို့နော်သူ့ရဲ့မွေးနေ့လေးမှာမွေးနေ့ဆုတောင်းလေး အလူချင်းတယ်လို့ပြောတယ်။တမီးလေးတမီးလေးမွေးနေ့တိုင်းမှာအာအန်တီမက်ထရစ်ကောင် happy birthday လုပ်ပေးပါရဲ့တမီးရဲ့။သူ့ဖေမှာလည်းဘာအခက်ခဲရှိလဲမသိဘူးပေါ့နော်။သူ့ဖေမှာလည်းအခက်ခဲတစ်ခုခုရှိလိမ့်မှာပေါ့။သူ့ရဲ့ဖေရဲ့ရင်ထဲမှာလည်းသူ့တမီးလေးကိုချစ်ကောင်းချစ်တင်လိမ့်မယ်။ဒါပေမဲ့သူ့နောက်အိမ်တော်ကတော့သူ့ဘလို့ထုတ်ချက်ထားလည်းမသိဘူးပေါ့နော်။နောက်အိမ်တော်မှာလည်းတားသမီးရှိရဲဆိုလို့ရှိရင်အဲဒီကလေးတွေပေါ်မှာ လဲပိုကောင်းပိုလိမ့်မယ်ဒါပေမဲ့ဖခင်စိတ်ကတော့ရှိနေမှာပါကိုသားသမီးကိုမချစ်ဘူးဆိုတော့ဖခင်မရှိတော့ပါဘူးမရှိပါဘူးသူ့ရဲ့ရင်ထဲမှာဒီသမီးလေးကိုဆက်သွယ်ခြင်းနဲ့ဆက်သွယ်မိခြင်းမှာပေါ့ဒါပေမဲ့ဆက်သွယ်လိုက်လို့ရှိရင်ဒီသမီးလေးကသူ့ကိုဆက်သွယ်ပါတယ်လို့ပြောခဲ့လို့ရှိရင်သူ့ရဲ့ဟိုအခုနောက်အိမ်အောင်နဲ့ပေါ့နော်နောက်အိမ်အောင်နဲ့အခက်ခဲဖြစ်မယ်နောက်အိမ်အောင်နဲ့လေသားသမီးလေးရှိတယ်ဆိုတော့အာသူ့လည်းအများကြီးတွေးမှာပေါ့နော် သူလည်းအများကြီးတူမှာဖခင်ဆိုတော့ဖခင်မြစ်တာစိတ်ရှိမှာပါဟုတ်တယ်အမသမီးလေးဆိုလည်းအဲ့လိုပဲတခါလေအမကလေအမသားလေးဖတ်တယ်နန်းလေဆိုလို့ရှိရင်လေသမီးလေးကသားလေးကိုချစ်တယ်သူချင်တယ်အဲ့ဆိုလို့ရှိရင်တတားကလည်းတတားတားသမီးရောမမေ့ရဲ့အချက်ကိုအရန်လိုချင်တာသားလေးကလည်းမရဘူးရေတိုက်တောင်မှသူ့အမကိုအရင်တိုက်ရင်လေအမေ့ယူလေးက သူကဘာလို့ယင်ပြိတ္တာလဲအဲ့လိုမျိုးမေးတာအာသမီးလေးနဲ့ဒီနေ့တောင်မှမိုးဆက်ချိုလီလာမယ်လို့ပြောပြီးတော့ဒီမလာပြစ်တာလားမသိဘူးဘာဖြစ်လို့လဲမသိဘူးအပြင်စကားလေးပြောချင်တယ်သမီးလေးသမီးလေးဆိုရဲသူ့လေသမီးလေးသမီးလေးဆိုစကားလေးပြောချင်တယ်မမေလေးချစ်တဲ့တယ်အရင်ချစ်တဲ့တယ်မမေအခုအိမ်မမွေးထားတဲ့တသားမွေးစားထားတဲ့တန်းကားဆိုလို့လေမမေလေးကိုသားသမီးလေးလို့မမေချစ်တယ်မမေတို့လင်းမြန်းတော့ကိုတောင်ကိုကိုယူရယ်ပြီးလို့ရှင်တောင်လေးလေးနဲ့ခွဲထားတယ် သမီးလေးနဲ့ပတ်သက်တာကိုအမျိုးသားကသူတောင်းဝင်ယူတယ်။တာလေးနဲ့ပတ်သက်တာကိုမမေကတောင်းဝင်ပြန်။လက်သေးခြေသေးလေးညက်တာအစသမီးလေးကိုသမီးလေးကိုဟိုသူ့ဖေကသူ့ကိုလည်းညက်ပေးချင်တာမမေကမမေသားတားလို့မမေညက်ပေးတာ။ဒါပေမဲ့တစ်ခါကြရင်မအားတဲ့အချိန်လေးပါလေဆိုတော့တားလို့သမီးလေးနုံညပါတယ်။ဒါပေမဲ့ပုံမှန်လှုပ်ပေးဖြစ်တာကြတော့သမီးလေးကိုတောက်လျှောက်ဟိုအမျိုးသားလှုပ်ပေးတားလို့တောက်လျှောက်မမေကလှုပ်ပေးတယ်။သမီးလေးတွေပေါ့နော်။သမီးလေးတွေအတွက်လေဖခင်မြတ်တာက ပိုပြီးခွန်အားဖြစ်စေတယ်လို့တားလေးအတွက်မိခင်ရဲ့ဘောနော်မြစ်တာပိုပြီးခွန်အားဖြစ်စေတယ်လို့ထင်တယ်မမေတားလေးဘောနော်မမေရဲ့တားလေးဆိုလို့ရှိရင်လေဟိုမမေကိုချစ်တယ်အားကိုးတယ်လှူးဆရာမိနဲ့ဖားတဲ့မိခင်နေဖားခင်နေမြစ်တာသူတို့ဘဝအတွက်ခွန်အားဖြစ်စေတယ်ဘောနော်အရင်ချစ်တယ်မမေကလေချစ်လွန်အားကြီးပဲပူလဲပူရတယ်တခုခုဆိုလို့ရှိရင်လေအရင်စိတ်ပူတတ်တော့လေပင်မန်းနေမမေရွေကြလာပဲကြီး မမေသားလေးကိုလေတခုဆိုရင်လေသူတို့ဘာမှမဖြစ်ဘူးဘာမှမဖြစ်နေနဲ့လေစိတ်ကူးလေးကနေဖြစ်နေတာအဲ့တော့လေစိတ်အယမ်းဘူးကကိုနာမှပဲတတလေးထားထား तू ပြောက်သွားပြီဆိုလို့ရှိရင်အမလေးကရောက်အောင်ဆိုတော့ခါကြရလေသတိရအချိန်ကြရလေကဲကြောင့်တားရင်စားရင်တမိတမိအဲ့လိုအော်ခေါ်နေတာတော့ကြရလေမိမအဲ့လိုတကြနေယူသွားလိမ့်မယ်တဲ့စိတ်ပူထက်တာပေါ့နော်ပြီးတော့တမိလေးကအခုတဖြည်းဖြည်းလေးအရွယ်လေးရောက်လာပြီဆိုတော့လေတမိလို့ပူစိတ်ပူရအောင်မမနဲ့ပဲထားရမမကကြတော့သူ့အိမ်မှာအာ ဟိုဘယ်လိုမလဲတခြားဒီဇိန်းမရှိဘူးလေအဲမမနဲ့ပဲတမီလီယံမြန်များတယ်တမီလီကိုအဲမိုးဆက်ချိုလေးကိုကြည့်ကြည့်ပြီးတော့မမေ့ဘူးတနာကလေသူ့မိဘသူ့လေသူ့ဖေရဲ့မြေတောက်သူအရန်လို့အဲ့နေပုံရရတယ်သိလားဟုတ်တယ်ဟုတ်တယ်သူ့ရဲ့အဖေဘယ်သူလဲတော့မသိပါဘူးသူ့ဖေကိုလည်းဟိုဘောနော်သူ့ဖေကိုလည်းတမီလီနဲ့ညှိပြီးတော့တမီလီကို ဆက်တဲ့ကြည့်ပါလားလို့နော်ဟောတိတ်တိတ်ကလေးပေါ့နော်သမီးလေးသမီးလေးကိုဖေဖေဆက်သွေးတယ်သမီးလေးလည်းဟိုဖေဖေကိုဖေဖေရဲ့မိသားစုအခုလက်ရှိမှာဖေဖေရဲ့တည်ဆောင်ထားတဲ့မိသားစုကိုလည်းဟိုဖေဖေဟိုပေါ့နော်အကွဲမခံနိုင်ဘူးသမီးလေးလည်းဖေဖေချစ်တယ်မေတ္တာလေးပေးခြင်းတယ်အဲ့တော့ဖေဖေနဲ့သမီးလေးနဲ့တိတ်တိတ်ကလေးဆက်သွေးရအောင်ဆိုပြီးတော့ပြောရင်မစိုးဘူးနော်အကိုရဲ့အဲ့လိုလူပေးလိုက်ပါလိုက်သမီးလေးအစားပြောပေးတာသမီးလေးစနားပါပုံချေရလူတွေကြည့်နေမှာအသက်လက်လက်နဲ့ဟို ကြီးရင်းနဲ့တော့ခလေးတွေတွေ့လေရင်နှလုံးစိတ်ဝမ်းမအေးချမ်းအောင်သမီးလေးရဲ့ပုံလေးကိုကြည့်တော့စိတ်ထဲမှာလေးဟိုဝမ်းနေရတယ်သမီးလေးပြောတာဆိုတာလေးပေါ့နော်အဲ့တော့ဖေးအရင်တယောက်အနေနဲ့ဒီသမီးရဲ့ပုံလေးကိုကြည့်ပြီးတော့ဝမ်းနဲ့နေပဲအစားနော်သမီးလေးကိုတိတ်တိတ်ကလေးကိုပြီးဆက်သွဲပေးပါလားလို့တောင်းဆိုပေးတာပါနော်သမီးလေးစာသူ့ရဲ့မွေးနေ့လေးမှာမှာပေါ့နော်မွေးနေ့လေးမှာတော့မှဒီဟိုမွေးနေ့ဆုတောင်းလေးမပေးဘူးဆိုတော့လေ တနာဆိုတာဂျင်းထဲမှာမမီကလေးပြပြမယ်မမီကခလေးလေးအပြိုသေးရအသက်20အရွယ်သေးရသူတို့မိသားစုသိနေမယ်မမီတို့ဒီဟိုမှာငှားနေတာဒီအလုပ်သမားစီုံလိုင်းမှာငှားနေတဲ့အချိန်မှာဘေးနားမှာမုဆိုင်လေးရှိရမုဆိုင်လေးမှာစာမီဆိုရယ်ကလေးလေးရှိရသူဘာသာကြားလေးပေါ့နော်အဲ့စာမီလေးကမမီကိုအရန်ချက်မမီကမမီရဲ့သားလေးလိုပဲတဲ့ကလေးလေးဆိုရယ်အတွက်လေးမမီကိုမမီလို့ခေါ်တာအပြိုသေးရလေးမမီတူမလေးလေးဆိုလို့မမီကိုမမီပဲခေါ်တာမမီရဲ့ချက်တယ် ဟိုအဲ့ကလေးလေးလာပြီဆိုလေအိမ်မှာအီးကြီးတွေထွက်ကြွားလေအဲ့အီးကြီးတွေကိုလေကိုကိုယ်တိုင်ကောက်ကက်သုံးဖင်လေးတွေကစပြောင်းပြောင်းဆေးပြီးတာငငယ်လေးတယောက်ကိုကလေးဘွားတွေကကလေးလေးချစ်တတာညစ်ကြပေးကျင်တာပေါ့နော်အဘဲတော့တော့လေမမေအဲ့စာမီလေးဆိုရင်လေမမကြီးဟိုဥစားငငင်းစင်တာဆိုစာမီလေးခေါ်ရမယ်နော်စာမီလေးကလေ ော့ကလေးလေးဘာသာကြားလေးမမေကလည်းကလေးစီဟုတ်ကလေးအဲ့ကလေးလေးမမေကိုလေးမမေးမမေးလို့ခေါ်ရင်လေးအဲ့အဲ့တော့မမေနမဲလေးနည်းနည်းရှိတဲ့အချိန်လေးပါနော်ဟဲ့မေတို့ကကလေးမေလေးလာပါတော့အဲ့ဘာလို့ကြည့်အဲ့ကလေးလေးနှချက်သွားစာမီလေးနဲ့